မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးခရိုင်ကြောက်ပရောင်းမြို့နယ်အတွင်းလမ်းမိုက်တစ်ခုမှာမင်းမူပြည်သူ့ဆက်ပြူစောတိခေါင်းဆောင်နဲ့အမျိုးသမီးတို့တနက်နဲ့ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တေဆုံးသွားတဲ့သူဟာ ်မူကင်းရှူတော့ပရဘတ်သတင်းတော့ချုပ်ဖြစ်သူမင်းဘူးခလိုက်ရ88လက်အောက်ခံမင်းဘူးပြည်သူစစ်ခေါင်းဆောင်အသက်55နှစ်အရွယ်ထေးနိုင်နဲ့အသက်35နှစ်ဝင်းကျင်အရွယ်အမျိုးသမီးတို့တို့ဖြစ်ပြီးတော့အေပီလာ22ရက်နေ့ညနေ3နာရီခန့်မှာ၎င်းတို့မောင်းနေလာတဲ့ကားကိုစောင့်ကြိုဖမ်းဆီးရာနှောင်းစလုံးကခုခံထွက်ပြေးတာကြောင့်အသေးပြစ်ခတ်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါဒါကတော့မင်းဘူးဘက်ကနေလာတာ ဘုံမူးလာမယ်ဆိုပြီးတော့တရင်ရထားတာဒါပေမဲ့ဘုံမူးမဟုတ်ဘဲနဲ့သူ့ရဲ့တပည့်ပြည်သူစစ်ခေါင်းဆောင်ဖြစ်နေတယ်ဖုန်းတွေကိုလိုက်စစ်ကြည့်လိုက်တော့ပါလာတဲ့အမျိုးသမီးကလည်းသူ့ရဲ့မယင်ငယ်ဖြစ်ဖို့များတယ်လို့ပုပ်ပါ Gorilla Force PGF ကဒူတာဝန်ကရဲဘော်ဗျက်တာကရှင်းပြထားပါတယ်တိုက်ခိုက်မှုအပြီးမှာ၎င်းတို့မောင်းနေလာတဲ့စစ်တပ်ဘုံမူးပိုင် AC ကတစီကပိုင်ကြီး89000တီပေါက်တစ်ခုလက်ပြဘုံတစ်လုံး icon တစ်လုံးဓာတ်တစ်ချောင်းဖုန်းလေးလုံးတက်တေကန်ကပ်ပြားတွေနဲ့အခြားဆက်ဆက်တဲ့ပစ္စည်းတွေကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ် ဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ PGF ဘက်ကရဲဘော်နှစ်ဦးမဆိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့၎င်းကရှင်းပြထားပါဗျာ။ AP လ15ရက်နေ့ကလည်းဘကိုးတိုင်းညောင်လေးပင်မြို့ကနေစိုက်ထီးဟုတ်ဖျားကိုသွားတဲ့ပြူစောတိခေါင်းဆောင်နဲ့တပည့်တွေအပါအဝင်မိသားစုဝင်အယောက်40ကျော်ကိုစိုက်ထုံမြို့နယ်အတွင်းဖမ်းဆီးခံခဲ့ရပြီးတော့အဲ့ဒီတဲကပြူစောတိခေါင်းဆောင်အပါအဝင်6ဦးကိုဒေသကာကွယ်တပ်ဖွဲ့တွေဘက်ကဆက်လက်ပြီးတော့ဖမ်းဆီးထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့ကိုဥတီပြီးတော့ခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းများကို KI နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခတ်ခဲ့ပြီးတော့ဗမော်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်မြို့ကိုမိုးကောင်းကာမိုင်းဘက်ကနေစစ်တပ်စစ်ကြောင်းများအင်အားရာချီပြီးတော့တက်လာနေတယ်လို့သိရပါဗါး။ဒါကြောင့် AP လ24ရက်နေ့ကစတင်ပြီးတော့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိကိုတိုက်ပွဲများပြင်းထန်နေမှုကြောင့်ဖားကန်လမ်းမိုင်းများအလုံးပိတ်ထားတယ်လို့သိရပါဗျ။မနေ့ကကာမိုင်းအထွတ်ရေကာရာဘတ်တိုက်ပွဲမှာစစ်ကောင်စီဘက်ကအယောက်900လောက်စစ်ကြောင်းထိုးလာတယ်။အဲ့ဒါကို KIA KPD ကပူးပေါင်းအဖွဲ့ကစောင့်ကြိုတိုက်ခိုက်တဲ့အထွတ်အထိကိုက်တွေရှိတယ်။မိုင်းဆွဲတဲ့အချိန်မှာတော့သုံးကောင်လောက်လွင့်သွားတာမြင်လိုက်ရတယ်လို့ KIAC ရဲ့သတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်အပိလ24ရက်နေ့မှာမြေကြီးနောက်မိုးကောင်ကာမိုင်းဘက်လမ်းရေကာတာရွာတော်ဝိုက်မှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အပြင် ဟိုပင်အင်းတော်ကြီးလမ်းမိုက်တဝိုက်မှာလဲအကြမ်းမဆက်တဲ့ကစစ်ကြောများထိုးနေတဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရပါဗါတိုက်ပွဲများအတွင်းမှာအကြမ်းမဆက်တဲ့ဟာ Jet Fighter နဲ့6ချိန်စစ်ကူပေးပြီးတော့ပြစ်ခတ်သွားတယ်လို့သိရပါဗါဒီကနေ့ April 25ရက်နေ့မှာဗမော်မှာလဲတိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားနေပြီးတော့စစ်တပ်ကလေကြောင်းတိုက်ခတ်မှုများဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါဗါဗမော်ဘက်မှာလဲမနေ့ကနေပြီးတော့တိုက်ပွဲအကြီးအကျယ်ဖြစ်နေတယ် ်မြို့သိမ်းတိုက်ပွဲအကြီးအကျယ်ဖြစ်နေပါတယ်ဗမော်ဘက်မှာလည်းလေကြောင်းတိုက်ခိုက်သွားတာ၁၀ချိန်လောက်ရှိတယ်ဗမော်ကနေရောညရောလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာပေါ့မြေကြီးနားဘက်မှာဆိုရင်လေဒီမနက်ပိုင်းမှာဝိုင်းမော်ဘက်ချမ်းမှာရှိတဲ့ KIA KPD ကပူးပေါင်းအဖွဲ့တွေနေရာယူထားတဲ့နေရာမှာသူတို့ကလက်နက်ကြီးတွေနဲ့လိုက်ပစ်နေတယ်နောက်တနေရာမိုးညင်းမှာလည်းမိုးညင်းကစစ်ကောင်စီစခန်းကနေပြီးတော့လက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတာတွေရှိတယ်။လောလောဆယ်စစ်ရေးတင်းမှနေလို့ဖားကန့်လမ်းမိုင်းတွေအားလုံးကိုပိတ်ထားတာပေါ့ ဖားကန်လမ်းမရဲ့ဟိုပင်အင်းတော်ကြီးဝေခါဖားကန်လမ်းမရဲ့ကလမ်းနေပိတ်ထားတာပေါ့လို့ KIA ရဲ့စီရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အလားတူပဲအကြမ်းဖက်ဆက်တကကချင်ပြည်နယ်နဲ့သခိုင်းအဆက်မှာရှိတဲ့မော်ဟန်ရွာကိုလည်း SNA ပြည်သူ့ဆက်များနဲ့ပူးပေါင်းကအင်အား300ဝန်းကျင်နဲ့စစ်ကြောင်းထုတ်လာတဲ့အတွက်ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူများကပြောပြထားပါတယ် အခုအေပီလနှောင်းပိုင်းကချင်ပြည်နယ်မှာအချမ်းမတ်စစ်ကောင်စီကနေရောညပါလေချောင်းနဲ့မြေပြင်မှာပါအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတဲ့အတွက်စစ်ရဲအလွန်တင်းမာနေတယ်လို့ KIA ရဲ့စစ်ရဲသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လိုက်ပြီးတော့တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ဘကိုးတိုင်းနဲ့ရခိုင်အစက်ဗရောင်းတောင်ကုန်းလမ်းပိုင်းမှာရှိတဲ့အာနာသိန်းစစ်ကောင်စီရဲ့လေးအိမ်စုစကမ်းကိုအရခတက်တော် AA က အင်းအား1500ခန်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းကိုစစ်တပ်ရဲ့ရှေ့တန်းစခန်းကနေအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားမင်းခန့်ကပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့ရှေ့တန်းစခန်းကနေအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားမင်းခန့်ရဲ့ပြောပြချက်ရုပ်တံကိုចောင်းသားလက်ရုံတက်တော် SAF က မနေ့ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကောင်ကုတ်ပရောင်ကားလန်းအနီးလေးအိမ်စုစစ်တပ်စခန်းသိမ်းတိုက်ပွဲမှာ AA ကအင်အားအလုံးရင်းနဲ့ဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။လေးအိမ်စုစစ်တပ်စခန်းမှာစစ်တပ်အင်အား90ကျော်ရှိတဲ့တဲကအယောက်20ကျော်ခန့်သာထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားမင်းခန့်ကအခုလိုပဲပြောပြထားပါဗျ။အချင်းဟာညစင်လိုက်တော့ပဲရှိအောင်ကင်းဆောင်နေတော့ကင်းဆောင်နေအချိန်မှာ ဟာကီယူစေဖာနီလိုစနစနတန်ကြအောင်ဒါတော့တော့ရောက်နေမှာကျွန်တော်တို့တည်နေဖြစ်နေအဲ့ဒါကျွန်တော်တို့ဘက်ဝက်တူကရောက်ရောက်လာတော့ရောက်ကခံရတော့ရှိခံလာတော့အဲ့လိုစီးဖြစ်တယ်တင်းကျင်တယ်ကျွန်တော်တို့ဘလို့မှမခုခံနိုင်တဲ့အစိုးခံခံခွဲတဲ့ရင်နောက်ရှင်းဆုတ်လာကျွန်တော်တို့ဒီရတဲ့ကတော့ကြာနေတယ်အဲ့ဒါနဲ့အောင်25ရောက်90တော့ပဲကျန်။ရောကမနိုင်တဲ့အဆုံးမှာနောက်ပြန်ဆုံးတော့ နိုင်ငံဝဲခေါ်မှမှာကထိုင်ချပြတယ်အခုလိုမျိုးစစ်မှုတန်းတပ်သားမင်းခန့်ကပြောပြထားပါတယ်လေးအိမ်စုစခန်းကိုအရခတပ်တော် AA နဲ့ပူးပေါင်းတပ်များကဖေဖော်ဝါရီလ15ရက်နေ့မှာတိမ့်ပိုက်ခဲ့တယ်လို့ဒေသခံများနဲ့စစ်ရေးသတင်းမြင့်များကပြောဆိုထားကြပါတယ်ရှေ့တန်းစခန်းကထွက်ပြေးလို့မြောက်ပုံကိုကိုမင်းခန့်ကအခုလိုပဲဆက်လက်ပြီးတော့ပြောပြထားပါတယ်ခံခွဲခုံးမွားပချတယ်ပေါ့မိုင်းလိုက်ထောင်ရင်းနဲ့ဟာတနေ့မြောက်တွေ့ရတယ်သူ့တမေရမလို့ဘာလို့နေရလဲထွက်ပြေးဖို့ကြံနေနေဟာ မကြပါဘူးတော်ပဲငါလိုက်ရမယ်လို့အဲ့အဲ့လိုပြောပြီး၆နိုင်ဟုတ်သူသူလေးတဲ့ချိန်မှာလေသူအာရှူအောင်တဲ့အရင်ကတည်းကစဉ်းပြီးတော့ဒီကသူ့လိုမျိုးပဲစစ်တပ်ကနေထွက်ပြေးရန်ဆန္ဒရှိနေကြတဲ့စစ်ကောင်စီတပ်သားအများအပြားရှိနေကြောင်းကိုလည်းပြောပြထားပါဗါးအခြေအနေပြေးရင်ထွက်ပြေးလာကြမှာဖြစ်ပြီးတော့ထွက်ပြေးလို့မရရင်တော့အကုန်အသေးခံကြရမှာပဲလို့ခံယူထားကြောင်းမင်းခန့်ကပြောပြထားပါဗါးသူလည်းဒီလိုပဲ ဖပြေးလို့ရလို့ရှိရင်သူတို့လည်းပြေးမှာပေါ့ဖပြေးလို့မရဘူးဆိုလည်းဒီတစ်ထဲမှာပဲသူတို့သူတို့မှသူတို့အသေးခံလိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့ကြောက်ခံရကြတာများတယ်ဆိုတော့ဒီစစ်တပ်မှာစစ်သားဖြစ်လာကြတော့ဒီဟိုမလို့ချင်တဲ့မပြစ်ချင်တဲ့သူတွေပြစ်နေရပဲဒီမဝင်ချင်တဲ့အိမ်တွေလည်းဝင်ရတာပဲမယူချင်တဲ့ပစ္စည်းတွေယူခဲ့ရတယ်အဲ့လိုမျိုးရှိတယ် အခုလိုမျိုး SAF ကိုအလင်းဝင်လာတဲ့မင်းခန့်ဟာစေကောင်းစီရဲ့စစ်မှုထမ်းအပတ်စဉ်၄တင်နန်းစင်းဖြစ်ပြီးတော့အတင်းအာဓမစစ်မှုထမ်းရန်ခေါ်ယူခြင်းခံရသူဖြစ်တယ်လို့၎င်းကပြောပြထားပါတယ်၎င်းဟာရန်ကုန်တိုင်းတန်လျင်မြို့မှာနေထိုင်သူဖြစ်ပြီးတော့စေကောင်းစီတပ်ဖွဲ့ဝင်များက၎င်းရဲ့နေအိမ်ကိုဝင်ရောက်ပြီးတော့ပေါ်တာဆွဲကစစ်မှုထမ်းခိုင်းခဲ့တဲ့အတွက်စကားခ30နဲ့ခမရ365တိုင်ရင်မော်လိုက်တို့မှာတာဝန်ထမ်းဆောင်ခဲ့ရတယ်လို့စစ်မှုထမ်းတပ်သားမင်းခန့်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကငလျင်ဘေးတင်တဲ့ပြည်သူတွေအတွက်ဖြန့်ဝေပေးထားတဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ရဲ့အာဟာရဖြစ်ဘစ်ကွတ်တွေကိုရောင်းချနေတာကိုတွေ့ရှိခဲ့ပါကချက်ချင်းအေးအေးယူဆောင်ရွက်သွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကမနေ့ကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လန်28ရက်နေ့ကမြန်မာနိုင်ငံမှာအင်အားပြင်းတဲ့ဇလိုင်းငလျင်လှုပ်ခတ်မှုအပြီးကုလသမဂ္ဂနဲ့နိုင်ငံတကာကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးအပ်ခဲ့ရမှာ WFP ရဲ့အာဟာရဖြစ်ဘစ်ကွတ်တွေဟာလည်းငလျင်တန်တင်းတဲ့ဒေသတွေကိုဖြန့်ဝေပေးခဲ့ပြီးတော့နေပြည်တော်မှာ WFP အာဟာရဖြစ်ဘစ်ကွတ်တွေရောင်းချနေတယ်လို့ဆိုရှယ်မီဒီယာတွေမှာရေးသားနေကြတာတွေကို WFP ကသိရှိထားပြီးတော့ဒီရေးသားတဲ့ရေးသားချက်တွေမှာတတ်တဲ့သုံးတရာတော့မတွေ့ရသေးဘူးလို့ကုလသမဂ္ဂကပြောဆိုထားပါတယ်နေပြည်တော်မှာအာဟာရဖြစ်ဘစ်ကွတ်တွေကိုအေပီလာတရက်နေ့ကနောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်ပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဟာ ရောင်းချရန်မဟုတ်တဲ့အတွက်ရောင်းချဖို့မသင့်ဘူးလို့ကုလသမဂ္ဂကပြောဆိုလိုက်ပါတယ်။ကမ္ဘာစားနပ်ရိက္ခာအစည်းအဝေး WFP ကငလျင်လှုပ်ခတ်ပြီး48ရက်အတွင်းမှာငလျင်ဘေးသင့်တဲ့ပြည်သူတွေအတွက်အာဟာရဖြစ်ဘစ်ကွတ်တွေကိုစတင်ဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ WFP ကဖြန့်ဝေပေးခဲ့တဲ့ဘစ်ကွတ်တွေဟာတာမန်ဘစ်ကွတ်တွေလို့မဟုတ်ပဲစွမ်းအင်မြင့်အာဟာရဖြစ်ဘစ်ကွတ်တွေဖြစ်လို့စွမ်းအင်ပရိုတိန်းဗီတာမင်နဲ့တတ္တုဓာတ်တွေကျွဲဝစွာပါဝင်ပြီးတော့ပါဝင်တဲ့ပစ္စည်းတွေအနေနဲ့ဂျုံမုတ်ပဲပီးဆက်မုတ်တကြားအဆီထုတ်ထားတဲ့နို့မုတ် ဗီတာမင်နဲ့သတ္တုဓာတ်တွေဖြစ်တဲ့ကယ်စီယမ်မက်ဂနီဆီယမ်တန်ဓာတ်အိုဒင်းဖောလစ်အက်ဆစ်ဗီတာမင် B1 B2 B6 B12 နဲ့အခြားသတ္တုဓာတ်တွေပါဝင်နေတယ်လို့ကုလသမဂ္ဂကပြောဆိုထားပါတယ်ဒီဘစ်ကွတ်တွေကိုအရွယ်ရောက်တဲ့သူတွေအနေနဲ့ဗိုက်စာတဲ့အချင်းလေးပေါ်မူတည်ပြီးတော့တနေ့ကိုဘစ်ကွတ်၅ရုပ်ခန့်အထိစားသုံးနိုင်ပေမယ့်၆လအောက်ကလေးတွေကိုတော့ကျွေးလို့မရပဲ၆လနဲ့အထက်ဆိုရင်တော့မိခင်နို့ကိုဝအောင်တိုက်ပြီးတော့ဘစ်ကွတ်ကိုကျွေးနိုင်တယ်လို့ဆိုပါတယ် ဒီဘစ်ကွတ်တွေကိုငလျင်လိုအရေးပေါ်အခြေအနေတွေမျိုးမှာချက်ချင်းစားသုံးနိုင်ဖို့အတွက်ထုတ်လုပ်ထားတာဖြစ်ပြီးတော့အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါမှာပုံမှန်အစားအသောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသောက်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးမှာအရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ထားတဲ့အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်တယ်လို့ပြောဆိုထားပါတယ်။ WFP အနေနဲ့ပုံမှန်လေးလာစောင့်ကြည့်နေသလိုရောင်းချတာမျိုးကိုတွေ့ရင်လဲချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးတော့ WFP ရဲ့အထောက်ပံ့တွေကအများနဲ့အခမဲ့ဖြစ်တယ်လို့ပြောဆိုထားပါတယ် WFP ရဲ့အထောက်ပံ့တွေနဲ့ပတ်သက်ပြီးတော့မေးမြန်းချင်တာသတင်းပေးဖို့ဂျင်နာရီရှိခဲ့ရင်လဲ myanmar.cem@ wfp.org ကို email ပေးပို့နိုင်တယ်လို့ wfp ရဲ့အကူအညီပေးရေးဖုန်းနံပါတ်တွေဖြစ်တဲ့39863 3939 566ခွန်39264 819 39964 819694လေးတို့ကိုလည်းဓာတ်ရိုက်ဆက်သွယ်နိုင်တယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ဂျိုးကုန်းကျေးရွာကိုစစ်တပ်ကစစ်တပ်၄ထင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနာဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအင်ဂျီ၄၀၀နီးပါးရှိတဲ့ဘုဒ္ဓလင်မြို့နယ်ဂျိုးကုန်းရွာကိုစစ်တပ်ကစစ်တပ်၄ထင်းနဲ့ဘုံကျဲချခဲ့တယ်လို့သိရပါရတယ်။အဲ့ဒီဘုံကျဲချမှုကြောင့်ပြည်သူနာဦးသေဆုံးခဲ့ရပြီးတော့တအုပ်ဒဏ်ရာရရှိသွားတယ်လို့ပြောပါရတယ်။သေဆုံးသူနှစ်ဦးဟာအရက်သားများဖြစ်ပြီးတော့တာမန်တောင်သူများဖြစ်တယ်လို့သိရပါရတယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့ကိုစစ်တပ်၄ထင်းနဲ့ဘုံနှလုံးကျဲချသွားတာပါ။ အရသာပြည်သူနှစ်ဦးသေဆုံးခဲ့ရပါတယ်တအူးကတော့ဒဏ်ရာအပြင်းထန်ရသွားတယ်လို့ဂျိုးကုံရွာသားတို့ကပြောပြထားပါတယ်စစ်ကောင်စီတပ်ရဲ့စစ်တပ်လေးထင်းများဟာဘုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းထဲကနေတက်လာခြင်းဖြစ်ပြီးနာမခကိုအခြေပြုပြီးတော့ကဏီဘူးဒလင်းရင်းမာမင်းနဲ့ဘုံရွာမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုနေတိုင်းလိုလိုလေးချောင်းကနေတိုက်ခတ်မှုများလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ